ုလာမဲ့ဇွန်လပထမပတ်သက်ပတ်တာအတွက်ဖြစ်ပြောင်းနိုင်တဲ့ကမ္ဘာရွှေ့စည်းနေတာကိုကျွန်တော်သုံးသပ်ပြောကြားပေးသွားဖြစ်ပါတယ်။အဲပြီးခဲ့တဲ့ဒီဘက်ကတော့ကမ္ဘာရွှေ့စည်းကစီးကြတဲ့အနေအထားလို့ပြောလို့ရတယ်ပေါ့။ဒါပေမဲ့စီးကြတဲ့အနေအထားဆိုတာလည်းပုံပြပြောမှဆိုဈေးငိမ့်တဲ့အနေအထားလို့ပြောလို့ရတယ်ဗျ။ပြီးခဲ့တဲ့ဘက်မှာကျွန်တော်ပုံမှန်တရက်တာနေတာကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့တနင်္လာအင်္ဂါဘူးတပူတောက်ကြနေဒီမှာအကြအာကောင်းခဲ့တာကိုတွေ့ရတယ်။အဲကျွန်တော်တနင်္လာတရက်တာနေတာပစီအကြအာတာခဲ့တယ်။ ကျွန်တော်ပြီးနေတည်ရပဲအသက်ပြန်အားသာခဲ့တာပေါ့ဒါပေမဲ့တပတ်လုံးအနေထားရဈေးကျတဲ့ရက်များတယ်ဆိုပေမဲ့လည်းဈေးအကြအသတိတတအားကောင်းခဲ့တာမဟုတ်ဘူးခင်ဗျအဲ့ဒါပြတဲ့အခါမှာကျွန်တော်တို့တပတ်တာနေတာကိုကျွန်တော်ကြည့်မယ်ဆိုရင်ဒီနဲ့ဒီကြပါတော့เนาะကျွန်တော်3နှစ်90အောက်ဈေးက3နှစ်90အပေါ်ဈေးကျွန်တော်တို့ဒီကြားပဲဈေးအတကြပြေးခဲ့လို့ပြောလို့ရတယ်ခင်ဗျအောက်ဈေး3နှစ်90အပေါ်ဈေး33 60အကြပဲစီအသက်ကြအဲ့ပစ်ခုပစ်ခု90ကြာกว่าဝေးมาပဲကျွန်တော်တည့်ရတာအနေထားအာကျွန်တော်တို့ဈေးတက်လိုက်ကြလိုက်ပြေးခဲ့တာကိုတွေ့ရတယ်ဒီနောက်တစ်ခုရှိအောင်เนาะကျွန်တော်ဥမာကျွန်တော်တို့ပရိုဘူးနေညာနဲ့ကျွန်တော်ဘရင်းနေတုံးတာဆိုရင်ကျွန်တော်တို့3နှစ်3နှစ် 60ဒီ3နှစ်50ဒီပါတီရောက်ခဲ့တယ်ပေါ့ဒါပေမဲ့အဲ့ဟာခဏတာပဲကြာသွားရင်ဖြစ်ပြီးတော့ချက်ချင်းပြန်ကန်တက်လာခဲ့တယ်တရက်တာအနေထားကြည့်မယ်ဆိုရင်ကျွန်တော်တို့အပေါ်ဈေးက3360အောက်နှစ်အောက်ဈေး3နှစ်90ဒီချားမှာပဲကျွန်တော်တို့ကအပိတ်ဈေးရပေါ့နော်ဈေးအတကြာပြေးနေအောင်တရက်တာအပိတ်ဈေးပြေးနေအောင်တွေ့ရခင်ဗျအဲ့ဟာဖက်ကမှာပြောကြရလို့ရှိရပေါ့နော်ပြီးခဲ့တဲ့တောက်ကြနေအပိတ်ဈေးဆို3နှစ်ရှစ်ရှစ်မှာပိတ်ခဲ့တယ် ဒါဆိုရင်3နှစ်90အောင်မှာဈေးပိတ်တာမဟုတ်ဘူးလားလို့မေးစရာကြီးရယ်ကျွန်တော်က3နှစ်90အောင်ဈေးပိတ်တယ်ဆိုတာက3နှစ်90နဲ့မှန်လမ်းမကန်ဘူးเนาะတပင်းနှစ်ပင်းလောက်ပဲကွာပြီးဈေးပိတ်တာကိုဆိုလိုတာမဟုတ်ပါဘူးဥပမာအနည်းဆုံးပြ3နှစ်85အောင်လောက်ဈေးပိတ်နိုင်ဖို့လိုအပ်တယ်ပေါ့เนาะဒါမှမဟုတ်ဒါကျွန်တော်3နှစ်90အောင်မှာလွတ်ကျွတ်ဖောက်ပိတ်တဲ့လူတက်မှတ်လို့ရမှာခင်ဗျမဟုတ်ဘဲနဲ့ကျွန်တော်က3နှစ်88 89လောက်မှာပိတ်သွားတာမျိုးကို3နှစ်90အောင်မှာပိတ်တယ်ဆို ယူဆပြီးတော့ဗောနောသက်ပင်ကျွန်တော်တို့ပြီးခဲ့တဲ့အပတ်ဘိုရိုမနီညာဆိုလဲ၃နှစ်ရှစ်ရှစ်မှာဈေးပိတ်သွားတယ်တည့်တာပိစေဘိုရိုမနီတည့်တာပိစေ၃နှစ်ရှစ်ရှစ်အောက်မှာ၃နှစ်ရှစ်ရှစ်လောက်မှာဈေးပိတ်သွားဖြစ်တဲ့ဖြစ်တဲ့ခါမှာကျွန်တော်တို့ဂျာပရီနီတော့ဆိုရင်၃နှစ်90အောက်ဈေးပိတ်တယ်ဆိုပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းအဝဲအယောင်းနေလိုက်ခဲ့တာဗောနောဈေးတက်တိုင်းအယောင်းအတန်ခဲ့တယ်ဒါပေမဲ့ဈေးက330လောက်တိဂျာပရီနီညာမှာထောင်းတက်သွားခဲ့တယ်အဲ့လိုပြတဲ့ခါမှာအခုတောက်ကြနေတပတ်တာအပိစေးရလဲကျွန်တော်တို့၃၃ 啊，东东谢谢老东念，所以东东老别多，东念谢谢老嘛背多了，不都念呀了没有呗？东念谢谢老嘛，谁背多了？别再看嘛，今天他就弄话东念过节，谁来哦？谁背的手表？谁一家？阿蛋奶奶。နာနေဆိုပြကျွန်တော်သွားရောက်လို့မရဘူးခင်ဗျဘုဒ္ဓဘုနေညတတိယတာအပိစီကိုကြည်တုံးကအနေနဲ့ဟာမျိုးကျွန်တော်ဖြစ်လာနိုင်တယ်ပေါ့ဥမာအာမနေ့ပြမှာဈေးပြန်တက်သွားတာမျိုးလည်းဖြစ်လာနိုင်တယ်အဲ့ဒါပတ်သက်ကမှလက်ရှိကမ္ဘာရွှေ့စည်းရဲ့အနေထားက အာမရှိမလင်းအနေအထားဖြစ်နေပါတယ်။တနည်းအားဖြင့်အဲလက်ရှိမှာဆိုကျွန်တော်ဈေးငိမ့်တဲ့အနေအထားမျိုးလောပြောလို့ရတယ်ခင်ဗျ။ဘယ်ဘက်ကမှမပေါက်သေးဘူးလို့အပေါ်ဆိုလည်းကျွန်တော်3360အထက်ကိုမဖောက်နိုင်သေးသလိုအောက်ကိုလည်းအောက်မှာဆိုရင်လည်း3960ဈေးတန်းအောက်မှာတရက်တာအပိတ်ဈေးကလွတ်လွတ်ကျွတ်ကျွတ်ဖောက်ပြီးတော့ဈေးပိတ်နိုင်ခြင်းမရှိသေးဘူးခင်ဗျ။ဒါပြင်ကျွန်တော်တို့ကတလတာအနေအထားကိုကျွန်တော်ကြည့်မယ်ဆိုရင်တလတာတလတာအနေအထားမှာဆိုကျွန်တော်ဒီမှာဆိုရင်ဒါဆိုရင်ကျွန်တော်တို့က အာ in decision far လို့ခေါ်တယ်မဟုတ်ကျွန်တော်ကန်တေးကြီးဒီမှာကန်တေးကျွန်တော်နည်းနည်းချက်ပြပေးကန်တေးကြီးရတယ်မှာအပေါင်းလက္ခဏာပုံစံဖြစ်နေအဲ့ဒါ in decision far ဖြစ်နေခြင်းဖြစ်ပါတယ်တနည်းအားဖြင့်အခုပြီးခဲ့တဲ့9လပိုင်းတစ်လတာအတွင်းမှာအဝယ်လိုအားနဲ့ရောင်းလိုအားတွေအကြီးကျယ်အားပြိုင်ခဲ့တယ်ပေါ့နော်ဘယ်ဘက်ကမှအတမရခဲ့ဘူးတစ်လတာအတွင်းမှာအဝယ်လိုအားကအာတာပြီးရင်ကျွန်တော်ရောင်းလိုအားပြန်ဝင်လာပြီးပြန်အားတာလိုက်အဝယ်လိုအားနဲ့ရောင်းလိုအားလွန်ဆွဲတဲ့အနေထားမှာဘယ်ဘက်ကမှအားမတာပဲနဲ့ကျွန်တော်တို့က အဲကမ္ဘာရွှေတလတာအပိတ်စီမှာကျွန်တော်တို့ကအဖွင့်စည်းနားမှာပဲပြန်ပိတ်သွားတာကိုကြည်ချင်းအဖြစ်လက်ရှိမှာတောက်လျှောက်ဈေးအတားခေါင်းနဲ့ကမ္ဘာရွှေဈေးအားရောင်းလိုအားနဲ့အသေးအံကျွန်တော်တို့ကအားပြန်နေရစေဆိုတဲ့အသေးပဲဖြစ်ပါတယ်။အဲ့ဒါပြတ်တက်ကတခုရှိအောင်နော်။ဟာအဲ့ဆိုရင်တောက်လျှောက်ဈေးတက်လာခဲ့တဲ့ကမ္ဘာရွှေဈေးအားရောင်းလိုအားနဲ့အားပြန်နေရပြီဆိုရင်ကျွန်တော်တို့ကဈေးကြတော့မှာလား။မေးစရာရှိတယ်။ကျွန်တော်တို့တတိထားမှာဒီဒီမှာလဲဒီလိုမျိုးအပေါင်းလက္ခဏာပုံစံလေးပေါက်ခဲ့တယ်။ တက်လာတဲ့အပေါင်းလက္ခဏာပုံစံလေးပေါ်ခဲ့တယ်။ဒါပေမဲ့နောက်လာမှာဈေးဆက်တက်သွားတယ်။ပြောချင်တာကဒီအပေါင်းလက္ခဏာ indecision bar ပုံစံပေါ်တိုင်းဈေးကျမယ်လို့တရားသေးသတ်မှတ်လို့မရဘူး။တကယ်လို့ဒီလပေါ့နော်ဒီဂျွန်လတလတာ6လပိုင်းတလတာဒါဈေးအကျနဲ့တလတာအနေထားဈေးအကျနဲ့ပြီးပြီးရောကျွန်တော်တို့ဒီ3100အောက်ဒီပိုင်းဈေးပိတ်ခဲ့ရင်တော့နောက်လာခုနလပိုင်းမှာကျွန်တော်ဈေးအကျအားကောင်းကောင်းမြောင်လို့ရတယ်။3000ဈေးတန်းအောက်ဒီဈေးအကျမြင်ရနိုင်တယ်။ မဟုတ်ရင်တော့ကျွန်တော်တို့ဒီလမှာလည်းဒီမှာမှန်တဲ့ဒီမှာ indecision ဟာပေါ်ပေမဲ့ဒီလမှာဈေးတက်သွားတာမျိုးလည်းဖြစ်နိုင်တယ်ခင်ဗျအဲ့ဟာလေးကိုကျွန်တော်တို့တတိထားဖို့လိုအပ်ပါတယ်အဒီ indecision သားတလားတောင် indecision သားပေါ်တိုင်းကျွန်တော်တို့ကဒီလမှာဈေးကျနိုင်ရင်ဆိုပြီးအယောင်းနေပဲလိမ့်ဝင်နေရမျိုးတတိထားပါခင်ဗျအဲ့ဒါပြတဲ့ကောင်မှာလက်ရှိကမ္ဘာရွှေစီနေတာတော့ပွင့်နေပြောမယ်ဆိုရင်ကျွန်တော်တို့စင်းငင်တဲ့အနေအထားမျိုးလို့ပြောလို့ရပါတယ်အဲ့ဟာပြတဲ့ကောင်မှာလာမယ့်ပတ်သက်မှာကျွန်တော်တို့ကကမ္ဘာရွှေကိုကအာ risk နည်းနည်းနဲ့အယောင်းဝယ်လုပ်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီ3190ဆိုတဲ့ဈေးနှုန်းအောက်မှာလွတ်လွတ်ကျွတ်တရက်တာဈေးပိတ်သွားတာကိုစောင့်ပါဒါတိကျပြောပါဆိုရင်ပတ်3190အောက်မှာလွတ်ကျွတ်ပိတ်သွားရဲဆိုတာကတရက်တာအပိတ်ဈေးက3385ပေါ့နော်3285ဈေးတန်းအောက်မှာအာကျွန်တော်တို့တရက်တာဈေးပိတ်သွားတာကိုဆိုလိုခြင်းဖြစ်ပါတယ်အဲ့အပတ်ကမှဒီ3190ဈေးတန်းအောက်မှာတရက်တာအပိတ်ဈေးလွတ်ကျွတ်ဈေးပိတ်သွားပြီဆိုရင်တော့နောက်ရက်ကစပြီးတော့ဈေးတက်တိုင်းလိုက်ရောင်းဖို့လုပ်ပါ နည်းပညာပိုင်းရကျွန်တော်တို့မကြောက်ဘူးဆိုရင်တော့မှအနည်းဆုံးဘယ်လောက်လောက်ထိကြာနိုင်ချင်ရှိလဲလို့မေးမှဆိုရင်ကျွန်တော်3200ဝန်းကျင်တိစေးကြာနိုင်ချင်ရှိပါတယ်အဲ့လိုမဟုတ်ဘဲနဲ့စမ်းကြည့်ပတ်နေနဲ့ကျွန်တော်တို့အာနောက်တစ်ပတ်တွင်ပေါ့နော်ဒီကမ္ဘာရွှေရဲ့တရက်တာအပိစီက3360စေးနဲ့အထက်မှာဖောက်တက်ပြီးလွတ်ကျွဖောက်တက်ပြီးဈေးပိတ်သွားရင်နော်ကမ္ဘာရွှေနောက်ရက်ဒီမှာကမ္ဘာရွှေကိုဈေးကြာနိုင်လိုက်ဝယ်ဖို့ပြင်ပါအာဈေးမတက်ဘူးဆိုရင်တော့မှအနည်းဆုံးပြကျွန်တော်တို့အာ3 3430 3450စေတန်းထိအနည်းဆုံးစေးတက်နိုင်ပါတယ်။ဟုတ်ပြီ။အဲ့ဒီတကယ်လို့အစီအစဉ်မှာမဖောက်ဖဲနိုင်ပြကျွန်တော်ဒီကြားထဲမှာပဲပြင်းနေရောဒီကြားထဲမှာပြင်းနေရဆိုရင်တော့ကျွန်တော်တို့ကဒီ3490နဲ့3960ကြားစေတန်းဆုံးနည်းနည်းလေးစေတန်းဆုံးကတော့ကြီးတယ်ပြ။ ဘာလို့လဲမင်းဆိုကျွန်တော်တို့ကပြီးခဲ့တဲ့အပတ်ကဘာရွှေစီရဲ့ဈေးအလုတ်ခတ်ကဈေးဆွဲတင်ဆွဲချနေဆိုတော့နည်းနည်းလေးတော့ဈေးတန်းစုံတွေကကြီးသွားတယ်3.90နဲ့3.60ကြာဈေးတန်းမှာကျွန်တော်တို့ကဘာရွှေကိုနီးပညာပိုင်းအတီးပြုချက်ဆောင်ပြီးဝယ်လို့ရပါတယ်ကျွန်တော်တို့390အောင်မဖောက်နိုင်ဘူးပြဒီနားပါပဲဈေးကလဲနေတယ်ဆိုရင်တော့360နဲ့390ကြားဈေးတန်းဆုံးမှာနီးပညာပိုင်းကအတိပုချက်ဆောင်ပြီးဝယ်လို့ရပါလေအဲ့လိုပဲကျွန်တော်တို့ အပေါ်ဘက်ဒီ3360အထက်ကိုမဖောက်နိုင်ဘူးဆိုရင်တော့ဒီ3360နဲ့3380ကြားဈေးတန်းစုံမှာကမ္ဘာရွှေကိုနီးပညာပိုင်းရအတီးပူချက်ဆောင်ပြီးတော့ရောင်းလို့ရပါတယ်တကယ်လို့လာမယ့်ပတ်ကမ္ဘာရွှေစီကဘယ်ဘက်မှမဖောက်ဖက်နဲ့တရက်တာပိတ်စီနဲ့လိုချင်ချင်မဖောက်နိုင်ပဲဒီကြားတဲ့အသက်ကြာပြီးနေမယ်ဆိုရင်တော့ကျွန်တော်ပြောတဲ့အပေါ်ဈေးအောက်ဈေးတန်းနေမှာအယောင်းဝယ်လုပ်လို့ရပါတယ်ခင်ဗျာပြီးတော့ဗောနလာမယ့်အပတ်တောက်ကြနေအာမိအာဂျွန်လပထမပတ်တပတ်တာကမ္ဘာရွှေရအပိတ်စီတာကျွန်တော်တို့ 3360အထက်မှာပိတ်ခဲ့တဲ့ဆိုရင်တော့ကဘာရွှေစီအဲဂျွန်လာထဲမှာပေါ့ကျွန်တော်အနည်းဆုံးမတက်ဘူးဈေးမတက်ဘူးဆိုရင်တော့မ335ဆိုရင်350 350ဈေးနဲ့ဟိုအနည်းဆုံးဈေးအတက်မြင်ရပါလိမ့်မယ်ဒီထက်ပိုတက်မှာဆိုရင်မြတ်3500 3500အထက်တိစံချိန်တင်ဈေးဆက်သက်သွားနိုင်တယ်အဲ့လိုမဟုတ်ဘဲနဲ့လာမဲ့အပတ်ပေါ့နော်တပတ်တာအပိတ်ဈေးတာကျွန်တော်တို့390အောက်မှာလွတ်လွတ်ကျွတ်ကျွတ်ဈေးပိတ်သွားရင်တော့ ကဘာရွေစည်းကိုကျွန်တော်အနည်းဆုံး3200ဒီထက်ပိုကြမယ်ဆိုရင်3300ဈေးတန်းထိဂျွန်လာထဲမှာပေါ့နော်6လပိုင်းထဲမှာဈေးအကြမ်းမှန်းထားတာခေါင်းပါလိမ့်မယ်ခင်ဗျအဲ့ဒါပြက်ကမှကျွန်တော်တို့လာမယ့်ပတ်သက်ပတ်တာပိတ်ဈေးပြန်မပိတ်မလဲဆိုတာကျွန်တော်စဉ်းစားပွဲဆောင်ကြရဖြစ်ပါတယ်လက်ရှိအနေထားကဘာရွေစည်းတခုရှိရနော်တက်ဖို့လည်းမလိုကြသေးလို့ကြားဖို့လည်းမသိကြသေးပါဘူးအလဲလက် မยีမညာအနေထားမှာပဲရှိနေသေးရှိမပါသေးတဲ့အဲ့အဖက်ကကျွန်တော်ကဈေးတန်းစုံတွေကိုကျွန်တော်ပြောတဲ့အပေါ်ဈေးတန်းအောက်ဈေးတန်းစုံတွေကိုကျွန်တော်ဂယုတဆိုင်နဲ့တေချာစောင့်ကြည့်ပြီးမှနီးပညာပိုင်းရအတိပြုချက်ရမှာဒါဒါမှမဟုတ်ကွာပုဒ်ရပုဒ်တရားကျင်တယ်ဆိုရင်တရက်တာအပိတ်ဈေးကိုစောင့်ကြည့်မိတာစောင့်ကြည့်ပြီးမှဒါအယောင်းဝင်လောက်တာကျွန်တော်တို့ပို့ပြီးတော့အနေရကင်းပါလိမ့်မယ်ပို့ပြီးတော့ risk နေပါလိမ့်မယ်ခင်ဗျဟောပြီးပြီးတော့ကျွန်တော်တို့ဒီမှာ သတင်းချက်လက်ပိုင်းကိုကြည့်မယ်ဆိုရင်လာမယ့်ပတ်သက်သတင်းတွေများတယ်ဗျသတင်းနာနေကြတဲ့ဒေသတွေသတင်းတွေရှိတယ်သတင်းနာနေညအာကျွန်တော်တို့စက်တစ်ခွဲမှာဆိုရင်အမေရိကန်ပုံမှန်ဥက္ကဋ္ဌပိုးဝဲစကားပြုတ်ဖို့ရှိတယ်ကျွန်တဲ့ဒေသကြီးက manufacturing ပြန်နိုင်ပါ냐အရာကြီးကတိတ်အေးမကြည့်ဘူးကျွန်တော်တို့ view site မှာအဲပိုးဝဲစကားပြုတ်ရှိတယ်သတင်းနာနေမှာပြီးရင်အင်္ဂါနေ့မှာအလောက်ကိုင်းအဖွင့်နှုံးသားဒေတာထွက်ပို့ရှိတဲ့အင်္ဂါနေ့ကျွန်တော်ည၈နာရီခွဲမှာပြီးရင်ဗူဒ္ဓဘုနေ့မှာဆိုရင်ကျွန်တော်တို့ဗူဒ္ဓဘုနေ့ည၆နာရီ၄၅မိနစ်မှာကျွန်တော်တို့ နန်ဖန်အကျူပုဂ္ဂလိကနန်ဖန်ဒေတာထွက်ပို့ရှိတယ်ပြီးရင်ကျွန်တော်တို့အာဝန်ဆောင်မှုအညွန့်ကိန်းပေါ့နော်ကျွန်တော်တို့၈နိုင်၅မှာထွက်ပို့ရှိတယ်၈နိုင်မှာကျွန်တော်တို့အာကွန်ထရိုးလုပ်မှုအညွန့်ကိန်းတွေထွက်ပို့ရှိတယ်ကျွန်တော်တို့ဒါပရိုနေပေါ့ပရိုနေမှာတော့အရန်ဒေတာအကြီးတော့မရှိဘူးကျွန်တော်တို့ကျွန်တော်ပရိနေမှာတော့အပတ်စဉ်ထုတ်ပြန်နေကြကျွန်တော်အပတ်တိုင်းတွေ့နေကြကျွန်တော်တို့အလုပ်လက်မဲ့စက်တန်လုံးသားထွက်ပို့ရှိတယ်ပြီးရင်တောက်ချနေရတော့အရေးကြီးတယ်ဗျတောက်ချနေမှာကျွန်တော်နန်ဖန်ဒေတာထွက်ပို့ရှိတယ် တောက်ကြနေမှာည9နာရီပေါ့နော်နာရီအလိုက်လောက်ခလာဆန်သုံးတာ every hourly mni မေလဒေတာထွက်ပို့ရှိတယ်နန်ဖန်ပြီးတော့မေထွက်ပို့ရှိတယ်ပြီးတော့အလုံးလက်မဲ့နှုံသာမေဒေတာထွက်ပို့ရှိတယ်အဲ့အပတ်ကမှာတောက်ကြနေရတော့အခေရပဲတောက်ကြနေကျွန်တော်ဘာပြလောက်ခလာဆန်သုံးတာနန်ဖန်ပြီးတော့ဒေတာက pl ထက်နည်းမယ်လို့မှန်းထားတယ်ပြီးရင်ကျွန်တော်အလုံးလက်မဲ့ကလည်းပြီးခဲ့လာတဲ့အတိုင်းပဲ4.2%ဖြစ်4.2% ထွက်မယ်လို့မှန်းထားတယ်။အဲတကယ်လို့သာသူတို့မှန်းထားရဲ့တိုင်းကထွက်လာခဲ့မယ်ဆိုရင်တော့အမေရိကန်ပုံပန်နေနဲ့ဘန်သုံးလုံးရှော့ဖို့ကပြားပိုဖြစ်စေလာနိုင်တယ်ခင်ဗျ။ပြဿနာတပတ်ကလည်း inflation ကလည်းမြင့်နေရဆိုအမေရိကန်ပုံပန်ကဘန်သုံးလုံးမလျှော့ဘဲတင်းခံနေရဆိုရင်အမေရိကန်စီးပွားရေးမှာကျွန်တော်တို့ကကြည်ကြည်မားမားပြဿနာတွေပေါ်ပေါ်လာနိုင်တယ်ဗျာ။အထူးသဖြင့်အမေရိကန်ဆိုရနဲ့ထရန့်ဦးဆောင်တဲ့အမေရိကန်ဆိုရနဲ့ပုံပန်ကြားမှာလည်းပြည်ပခါတွေဖြစ်လာနိုင်ပါတယ်။ အဲ့ဒါပဲတခါမှကျွန်တော်တို့ဘယ်လိုလေးဆက်ဖြစ်မလဲဆိုတာဆက်ဆောင်ကြည့်ရမှာပါအဓိကတော့ကျွန်တော်လာရဲ့ပတ်သက်မှာအရေးကြီးတဲ့ data တွေရှိရနေရတော့မနေ့ကသတင်းနာနေညာနဲ့သတင်းနာညာမှာပုံပန်ဥက္ကဋ္ဌစကားပြောဖို့ရှိတယ်ပြီးရင်တောက်ကြနေညာတောက်ကြနေညာမှာအဲကျွန်တော်လောက်ခလောက်စားနှုန်းသား non fan နဲ့ an environment ထပ်ဖို့ရှိတယ်။တနင်္လာနေ့နဲ့တောက်ကြနေညနေမှာတော့ကျွန်တော်ထင်တယ်ဈေးအလုတ်ခကျန်းလိမ့်မယ်ထင်တယ်။ပြီးရင်ကျွန်တော်တစ်ဖက်ကဒေါ်လာအင်တက်ကိုကြည့်မယ်ဆိုတော့ဒေါ်လာအင်တက်ကလည်းတရားထက်လည်းမကျော်နိုင်ဘူးပြ။ကျွန်တော်တို့68အောက်လည်းမမကျနိုင် ကြားထဲမှာပဲစိုက်ဝေးပြည့်နေတော့လာအင်းသက်ကလည်းကဘာရွှေလိုပဲကဘာရွှေဟာအပေါ်3360နဲ့3290ကြားမှာတရက်တာအပိတ်စရာစိုက်ဝေးပြည့်နေလို့ဈေးငိမ့်တဲ့အနေထားပြည့်နေတယ်လို့မျိုးပဲဒေါ်လာအင်းသက်ဒေါ်လာညွန်ကိန်းကလည်း108နဲ့ဆိုတရား108မဟုတ်68 68နဲ့100ကြားပဲအသက်ကြာပြည့်နေတာဖြစ်ပါတယ်တရားအထက်မှာလည်းတရက်တာဈေးမပိတ်နိုင်ပိတ်ရင်လည်းသူကလူကြီးကြီးပိတ်တာမဟုတ်မနဲ့ခပ်ပါးပါးပဲဖောက်ပိတ်သွားတာအဲ့အပတကမှာကျွန်တော်ပြီးတော့ပြန်ချလာအောင်အဲ့လိုပဲ68အောက်လဲသူကမပိတ်နိုင်သေးဘူးတရက်တာ ဲ့ဒါပြတဲ့ကမှဒေါ်လာရင်းတက်ကလည်းနောက်တစ်ပတ်ထဲကျွန်တော်ထင်တာတော့နောက်တစ်ပတ်ထဲမှာကဘာရွှေလူမျိုးပဲသူအတက်ဖက်သွားမလားအကြဖက်သွားမလားအဖြေပေါ်လာနိုင်ပါလေဒေါ်လာရင်းတက်တာတိရအထက်မှာလွတ်ကျွတ်ပိတ်ခဲ့တယ်ဆိုရင်တော့ကျွန်တော်တို့ရေဒူစီအတက်ပြန်လာနိုင်ပါလေမဟုတ်ဘဲနဲ့68အောက်ဖောက်ပိတ်သွားရင်တော့ကျွန်တော်တို့ဒီတနည်းနှစ်နှစ်အတွင်းမှာနော်စံချိန်တင်စီအကြဒေါ်လာအင်တက်ကြုံရနိုင်ပါလေခင်ဗျအဲ့ဒါပြက်ကဒေါ်လာအင်တက်ပဲပဲသွားလဲဆိုတာတစ်ချက်စောင့်ကြည့်ရမှာပေါ့တပတ်ကလည်း trend ရေဗောနော်ကျွန်တော်တို့ကုံတွဲကုံကိစ္စနဲ့ပတ်သက်တဲ့တည်င်းနေလဲကျွန်တော်တို့ရှိသေးတဲ့ trend ကအမေရိကန်တရားရုံးကဗောနော် trend ရေကုံတွဲကုံကိစ္စကိုတားထားတယ်ဒါပေမဲ့အမေရိကန်အယူခံတရားရုံးကပြန်ပြီးတော့ခွင့်ပြုလိုက်တယ်ဆိုတဲ့တည်င်းတက်လာတယ်အဲ့ဒါပတ်သက်ခါမှာလာမယ့်ပတ်သက်မှာအဲ့ကုံတွဲကုံကိစ္စကုံတွဲကုံကိစ္စနဲ့ပတ်သက်တဲ့တည်င်းနေကတော့ကျွန်တော်တို့ hot ဖြစ်နေအောင်ပါပဲ hot ဖြစ်နေရပတ်သက်ခါမှာအဲ့တည်င်းတွေကိုတစ်ချက်တည်းထားဖို့လိုတယ်ပြီးတော့ trend နေနဲ့လက်ရှိမှာ hot issue မဖန်သေးတာနည်းနည်း နှစ်ပတ်လောက်ရှိနေပြီเนาะသူအနေနဲ့ဘာလို့ဆိုတော့သတင်းကောင်းကြီးပိုင်းပေါ့เนาะထွန်းလို့ပုံကမျိုးကကျွန်တော်သတင်းကောင်းကြီးပိုင်းမှာနေရာယူတဲ့ပုံကမျိုးဖြစ်တာဖြစ်တဲ့ကောင်သူ hot news တွေမဖန်သေးတာ hot topic တွေမဖန်သေးတာနှစ်ပတ်လောက်ကြာပြီလားဖြစ်တဲ့ဖြစ်တာဖြစ်တဲ့ခါမှာကျွန်တော်လာမယ့်ပတ်ထဲမှာသူအနေနဲ့လှုပ်ရှားလာနိုင်တယ်အဲ့ဘက်ကထွန်းနဲ့ပတ်သက်တဲ့ breaking news လာကျွန်တော်သတိထားဖို့လိုအပ်တယ်ဒါမှကျွန်တော်ပြောခဲ့တဲ့မျိုးပါပဲသူကသူဘာသတင်းမှထွက်ပါစေကျွန်တော်နီးပညာပိုင်းရလာရအောင်တေချာသုံးသက်ပြီးတော့ risk management ကောင်းကောင်းလုပ်ထိုင် ဘာတတိမှာတနောက်ဆုံးပြတတိယကဘာစီဖြစ်တဲ့တတိမှာထွက်ပါစေကျွန်တော်ကြောက်စရာမလိုပါဘူးအဲ့ risk management မလုပ်မထားရင်တော့ဗျာတတိနေကြောက်ဟာကိုယ့်ရဲ့ကိုယ်အယောင်းဝယ်လုပ်ထားတဲ့ order ကရှုံးသွားမလားအရှုံးကြီးသွားမလားအများအားကြောက်နေရပါလိမ့်မယ်အဲ့အပတ်ကမှကျွန်တော်မှာဂျန်နာတော့သူပါသူဘာတတိမှာထွက်ပါစေရှင်းပါလေ risk management ကကောင်းကောင်းလုပ်တာကိုကကိုယ့်အယောင်းဝယ်ကဘာရွှေအယောင်းဝယ်ကိုခိုက်တဲ့ပမာဏတင့်တော်တဲ့ပမာဏနဲ့အယောင်းဝယ်လုပ်ထားပြီးတော့အရှုံးပိုင်းဈေးနှုန်းပြထားတဲ့လိုမျိုး risk management တိကျလုပ်ထားမယ်ဆိုရင် ဘာမှကြောက်စရာမလိုပါဘူးသူကတော့ဘာတနေမှထွက်ပါစေအဲ့ဘက်ကမှကျွန်တော်တို့ကလာမပတ်သွင်းထွက်မဲ့တည်င်းနေရတော့ဒီဒေတာရေးရှိပါတယ်တနင်္လာနေ့တောက်ကြနေညတည်ထားမယ်ပြီးရင်ထွက်ရင်ဂုံတွက်ကုန် breaking news ရေးတည်ထားမယ်ပြီးတော့ဒေါ်လာအင်ဒက်ကလည်းဘယ်ဘက်ရိမ့်မလဲအသက်ဘက်ရိမ့်မလားအကြဘက်ရိမ့်မလားဆိုတော့ကျွန်တော်ဒေါ်လာအင်ဒက်ရဲ့တည်ထားပိတ်စီကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါလေးအောင်ကျွန်တော်ရဲ့အခုလာမဲ့တပတ်တာကပ္ပရွှေစီကွက်၃လက်ချက်ဗီဒီယိုလေးဖြစ်ပါတယ် ခုလိုသုံးသပ်ချက်ဗီဒီယိုတွေကို up to date ကြည့်နေဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ကြကြပါခင်ဗျာပြီးတော့ကျွန်တော်စီမှာဒီကမ္ဘာရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online အခြေခံဒေတာတွေတက်ရောက်လို့ရပါတယ်အဲ့အားတွေနဲ့ပတ်သက်ပြီးတဲ့ကျွန်တော်ရဲ့ Viber ကျွန်တော်ရဲ့ Telegram ကျွန်တော်ရဲ့ YouTube channel တွေကနေစုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာကမ္ဘာရွှေ Twitter အားလုံးပဲအခုလာမဲ့ဂျွန်လာပထမပတ်သက်မှာကမ္ဘာရွှေစီအသက်ကြောက်ကိုအထူးတတိထားပြီးတော့ရောင်းဝယ်လုပ်ပြီးတော့ဂျွန်လာကိုအကျိုးမြတ်နဲ့စတင်နိုင်ကြပါစေလို့ကျွန်တော်စုမုံကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ